မင်္ဂလာပါရှင် ရှမ်းရီကိုမီဒီယာမှာကြိုဆိုပါရစေ။မိုင်းခက်မျိုးတွင်တဘာဝပတ်ဝန်းကျင်စိမ့်လန်းဆိုပြီးဖြိုးပြင်ပေါင်း2000ပြူထောင်ထားရှိတဲ့တည်ငုံတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရွှေပိုင်းချိုင်းတုံခရိုင်မိုင်းခက်မျိုးနယ်တစ်တော်ဦးစီဌာနပြူဦးရင်အနေဖြင့်မိုးရသည့်စိုက်ပျိုးနိုင်ရန်အတွက်ဂျွန်းမန်ဂျာရှာနှင့်မေဇလီစာသည်ဖြိုးပြင်ပေါင်း2000ကိုဖြိုးထောင်ထားရှိကြောင်းသိရပါသည်။ ိုင်ခမ်းမျိုး သစ်တော်ဦးစီဌာနပြူရင်အတွင် ကျွန်းငါထောင်မန်ကြရှာငါထောင်မေဇလီတထောင် စုစုပေါင်းပြူပင်နှစ်တောင်ကိုစိုက်ပြူပြူစုပြူထောင်ထားရှိပြီး တဘာဝပတ်ဝန်းကျင်စိမ့်လန်းဆိုပြရင် ရာသီဥတုပူပြင်းလာခြင်းမိုးကောင်ကျင်းစားသောတဘာဝဖြစ်စဉ်များကိုတစ်ပင်ဆိုင်ပြုခြင်းဖြင့်ကာကွယ်သွားနိုင်မည်ဖြစ်၍ပြည်သူများအနေဖြင့်နှစ်စဉ်မိုးရာသီတွင်တစ်ပင်များတပိုင်တနိုင်စိုက်ပျိုးပြုစု ထိမ့်သိမ်းသွားစေလိုကြောင်းမိုင်ခတ်မျိုးတစ်တော်ဦးစီးဌာနပြောဦးရင်မှတော်အုပ်ဦးအောင်မိုးထွေးဤပြောကြားချက်အရသိရှိရပါတယ်ရှင်။